မင်္ဂလာပါ။ Audio Wine စောင်းတိုင်းမှာကြိုဆိုပါရစေ။ယခုခါမှာတော့2025ခုနှစ်လေးလပိုင်း18ရက်နေ့မှာလှုပ်ခတ်တဲ့ငလင်များချောင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။နားဆင်ကြည့်ပါအောင်ခင်ဗျာ။ယခုချက်လက်များကိုတော့မြင်းကလေးသတင်းများစင်တာ Facebook Page ကနေရယူထားတာဖြစ်ပါတယ်။၁ဒီနေ့မနေ့မြမစံတော်ချိန်6:00မိနစ်ဘကောတန်းဒေသကြီးပြွမြော့အရှေ့မြောက်ဖက်ကိုမိုင်ခန့် ဇရကြီးတောင်မဲ့ပိုင်း၈မိုင်ခန့်ကွာညောင်ချေတော့နီမြေရောက်နဲ့၆မိုင်ခန့်မှပကနေကျု3.3ရအဆင့်မြင်းကနေငယ်လှောက်ရှားသွားခဲ့ပါတယ်တက်လက်ပြီးယနေ့မနေ့မြမစံတော်ချိန်6နာရီ9မိနစ်ချိန်ကမန္တလေးမြို့မှာ အရှိတ်ပိုင်းပြင်းဦးလင်မြို့နောက်တောင်ဘက်20မိုင်ခန့်အနီးစကန်းအနောက်တောင်ဘက်10မိုင်ခန့်ကွာကစင်ကန်ရှိတ်ရတနာဘုံနေပညာတက္ကသိုလ်နီး တောင်တန်းဒေသအောက်အနက်9မိုင်ကျော်မှပကနေကျု3.4အဆင့်မြေကလင်းငယ်ထပ်မံလှုပ်ရှားခဲ့ပါတယ်။ဆက်လက်ပြီးယနေ့မနေ့မြန်မာစံတော်ချိန်9:00နာရီ10မိနစ်ချိန်ကမန္တလေးမြို့မှာအရှေ့မြောက်ဘက်ပိုင်း28မိုင် မတရားအရှေ့မြောက်ဘက်12မိုင်ခန့်ကွာစကပင်းဖုံးတော်ကြီးကျောင်းဤနေရာအနက်6မိုင်ကျော်မှ မကနေကျု3.2အဆင့်မြေကလင်းငယ် ထပ်မံလှုပ်ရှားခဲ့ကြောင်းသိရပါတယ်။ဆက်လက်ပြီးတော့လေးလေတနားနေ့2မိနစ်ချင်းမန္တလေးမြို့မှာအရှိတ်ဘက်ပိုင်းပြုံးလယ်နောက်ဘက်ဇနဘုံနေပညာတက္ကသိုလ်နီးရေရောအနှက်6မိုင်မှပြင်းအားမကနေကျု9.1အဆင့်ရှိတဲ့မြင်းငငယ်တစ်ခုလှုပ်ရှားသွားကြောင်းသိရပါတယ်။တို့နေ့လေတနားနေ့2မိနစ်ချင်းမှာပဲမန္တလေးမြောက်ဘက်မတရားနီးမြေရောအနှက်6မိုင်မှာ ပြင်းအားမကနေကျလက်တသမ6ဆင့်ရှိတဲ့မြင်းကလေးငယ်လည်းတပြိုင်နက်လှောက်ရှားသွားကြောင်းသိရပါတယ်။ဆက်လက်ပြီးတော့ယနေ့ညနေခင်းမြမဆန်းတော်ကြီး9နာရီ39မိနစ်ချိန်ကပဲခူးတိုင်းဒေသကြီးတောင်ကိုအချိန်မြောက်ဖက်9မိုင်ကွာပတိရေလောင်တမန်နီစန်တာအနောက်မြောက်9မိုင်ခန့်ကွာမြေရောက်အနက်6မိုင်မှမကနေကျနေ့တသမ8ဆင့်မြင်းကလေးငယ်လှောက်ရှားသွားကြောင်းသိရပါတယ်။ က်လက်ပြီးတော့တနေ့ညမြန်မာစံတော်ချိန်6:28မိနစ်အချိန်ကဗကောတန်းဒေတာကြီးရေတာရှိအနောက်မြောက်ဘက်ပိုင်းဆယ်မိုင်ခန့်ကွာစွာမြောက်ဘက်3မိုင်ကွာတာဂရအနီမြေအောင်အနက်6မိုင်မှဗကနေကျု1.3အဆင့်ငလင်ငယ်ထပ်မံလှုပ်ရှားကြောင်းသိရပါတယ်နောက်ဆုံးအနေနဲ့တနေ့ညမြန်မာစံတော်ချိန်6:35မိနစ်ချိန်ကဘကောတန်းဒေတာကြီး တောင်ငူမြုပ်အနားမြောက်ဖက်6မိုင်กว่าကျွန်းကောင်းအရှိတောင်ဘက်ကေတုမတီလေတက်စကန်းဒီမြေအောင်နဲ့6မိုင်မှမကနေကျု1.9အဆင့်မြင်းကလေးငယ်လှောက်ရှားသွားကြောင်းသိရပါတယ်ခင်ဗျာအားလုံးသောမြန်မာနိုင်ငံသားပေါင်းငရင်းဘေးနဲ့တကွဘေးပေါင်းရံပေါင်းကိုအောင်မြင်စွာချော်ဖြတ်နိုင်ပါစေလို့ဆုမွန်ကောင်းပို့တာအပ်ပါတယ်ခင်ဗျာ